အရှင်ဖရာလက်ဝိထိုးတာကဝိပြန်လဲပါသလားဖရာတဲ့ကြည်ရတာလက်ဝိထိုးမလို့နဲ့တူတယ်နော်ဦးဇင်းတို့ဖရာအလောင်းဟာ ပါရမီနုဇင်အခါတုန်းကဗာရာဏသီပြည်မှာဝါမနအမိရှိတဲ့လက်ဝိအကျော်မော်တူဖြစ်ခဲ့ဖူးပါတယ်လက်ဝိထိုးတဲ့အခါမှာဖရာအလောင်းဟာ နိုင်တိုင်းနိုင်တိုင်းရှုံးသွားတဲ့လူကိုခါရုပ်ကိုရိုက်ချိုးခဲ့ပါတယ်အဲ့ဒီအကုသို့ကံကြောင့်ယခုဖရာအဖြစ်တို့ရောက်ရှိတဲ့အခါမှာ ခါတော်ကြိုက်ခဲခြင်းဝေဒနာကိုအပြင်းအထန်ခံစားရပါတယ်။ဒါကြောင့်လက်ဝေထိုးတာဟာလည်းပဲဝိပ္ပံလက်တက်တယ်လို့မှတ်သားထားရမှာဖြစ်ပါတယ်။အရှင်ဘုရားတီးခံခြင်းနဲ့တုတ်ပြန်ခြင်းရဲ့ကောင်းကျိုးဆိုးကျိုးတွေကိုဗီဒီယိုလေးနဲ့တင်ပေးပါလားဖေယားတပည့်တော်ဤအပေါင်းသင်းများဆိုးရွားနေလို့ပါတဲ့။အော်ဟုတ်ပါပြီနော်။တင်ပေးလိုက်ပါမယ်။အပေါင်းသင်းတွေတော်တော်ဆိုးနေပုံရတယ်။ ဖျားဟောကြံကံမှာတီးခန့်ခြင်းကြောင့်ရရှိလာမိကောင်းကျိုးခုနှစ်မျိုးဆိုတာရှိပါတယ်။အဲ့ဒီကောင်းကျိုးခုနှစ်မျိုးကဘာတွေလဲဆိုရင်၁လူတို့ဤချစ်ခင်ခြင်း၂ညံမများခြင်း၃အပြစ်မများခြင်း၄မကြမ်းကြုတ်ခြင်း၅နှောင့်တမရခြင်း၆မတွေ့မဝေတရားခြင်း၇တေပြီးတဲ့နောက်နတ်ရွာသူကလေးတို့လာရောက်ရခြင်းတို့ဖြစ်ပါတယ်။ ဒါဟာတီးခံခြင်းကြောင့်ရရှိလာမိကောင်းကျိုးခုနှစ်မျိုးပဲဖြစ်ပါတယ်။တီးမခံဘဲတုတ်ပြန်မယ်ဆိုရင်စန့်ကျင်ဘက်ဆိုးကျိုးခုနှစ်မျိုးကိုရရှိမှာဖြစ်ပါတယ်။အဲ့ဒီစန့်ကျင်ဘက်ဆိုးကျိုးခုနှစ်မျိုးကဘာတွေလဲဆိုရင်၁လူတို့ဤမုံတီးခြင်းကိုခံရခြင်း၂ရံများခြင်း၃အပြစ်များခြင်း၄ကြမ်းကြုတ်ခြင်း၅နောင်တရခြင်း၆တွေ့တွေ့ဝေဝေတရားခြင်း ခုနှစ်တည်ပြီးသည့်နောက်အပယ်၄ပါးသို့ကြာရောက်ရခြင်းတို့ဖြစ်ပါれ။ဒါဟာတီးခံခြင်းကြောင့်ရရှိလာမိကောင်းကျိုးနဲ့တီးမခံဘဲတုတ်ပြန်ခြင်းကြောင့်ရရှိလာမိဆိုးကျိုးတွေပဲဖြစ်ပါれ။အရှင်ဘုရားယဟန်တော်များဟာလက်နက်ကင်ကာကွယ်ရေးတပ်ဖွဲ့များကိုဥဆောင်ဖွဲ့စည်းခွင့်ရှိပါသလားဖရာတဲ့။လုံးဝမရှိပါဘူး။ယဟန်တော်တွေဟာစေအင်္ကာ၄ပါးရှိသော စည်ရင်းပြရာအရက်ကိုတွားရောက်မကြည့်ရပါဘူး။တွားရောက်ပြီးကြည့်မယ်ဆိုရင်သုဒ္ဓပါစိတ်အဘတ်တင်ပါတယ်။အကြောင်းရှိလို့စင့်မြေပြင်ကိုတွားမယ်ဆိုရင်လည်းခုနှစ်ရက်ထက်ကြော်ပြီးမတွားရပါဘူး။ခုနှစ်ရက်ထက်ကြော်ပြီးတွားမယ်ဆိုရင်သုဒ္ဓပါစိတ်အဘတ်တင်ပါတယ်။စစ်စင်ရအရက်ကိုလည်းမတွားရပါဘူး။စစ်စင်ရအရက်ကိုတွားမယ်ဆိုရင်သုဒ္ဓပါစိတ်အဘတ်တင်ပါတယ်။အဲ့ဒီလိုစည်ရင်းပြရာကိုကြည့်ရှုခြင်းစစ်စင်ရအရက်ကိုတွားခြင်းစတာတွေကိုပြုလုပ်ရင်တောင်မှ အာဘတ်တင်ပြီးအပြစ်ရှိသေးတယ်ဆိုရင်လက်နက်ကင်ပြီးကိုယ်တိုင်ဖွဲ့စည်းခြင်းကပို၍အပြစ်ရှိတဲ့အတွက်မလုပ်ကောင်းဘူးလို့ပြောခြင်းပါတယ်အရှင်ဖေယလူတယောက်မှာတေကံကုံမှတေတာလားဖေယတေကံမကုံပဲတေတာရှိလားအရှင်ဖေယတဲ့တေခြင်းတရားက၄မျိုးရှိပါတယ်တိချင်းတရား၄မျိုးကဘာတွေလဲဆိုရင်၁အာယုခယမရဏတတန်းကုံလို့တိချင်းတတန်းကုံလို့တိချင်းဆိုတာက အသက်80 90အရွယ်ရောက်မှပြေဆုံးခြင်းကိုပြောတာပါနှစ်ကံမခယမရဏကံကုံလို့တည်ခြင်းကံကုံလို့တည်ခြင်းဆိုတာကတတန်းအားဖြင့်80 90အရွယ်မရှိသေးတော့လည်းပဲလူဆက်ပြီးဖြစ်လောက်တဲ့ကံတရားကုံဆုံးသွားတဲ့အတွက်ငယ်ငယ်ရွယ်ရွယ်နဲ့တည်ဆုံးသွားခြင်းကိုပြောတာပါ၃ဥပယခယမရဏတတန်းကံဆွာနှစ်ပါးဆုံး၍တည်ခြင်းတတန်းကံဆွာနှစ်ပါးဆုံး၍တည်ခြင်းဆိုတာက တတန်းအချင်းကလည်း80 90အရွယ်ရောက်ပြီအဲ့ဒီအချိန်မှာလူဆက်ပြီးဖြစ်လောက်တဲ့ကံတရားကလည်းကုံဆုံးပြီအဲ့ဒီလိုအကြောင်းတရားနှစ်ပါးတိုက်ဆိုင်ပြီးတည်ဆုံးခြင်းကိုပြောတာပါလေဥပိ္ပစေတကမရဏအခြားသောအကြောင်းအရာတစ်ခုကတက်ဖြဲ၍တည်ဆုံးခြင်းအခြားသောအကြောင်းအရာတစ်ခုကတက်ဖြဲ၍တည်ဆုံးခြင်းဆိုတာကကားတိုက်တာတို့မိုးချိုးပြစ်တာတို့ငွေကြိုက်တာတို့သူတစ်ပါးအစိတ်ခတ်သက်ခြင်းခံရတာတို့ဓာတ်ခုတ်ခံရတာတို့စသည့်စသည့်ဖြင့် ဓမ္မတာအတိုင်းတည်ဆုံးခြင်းမဟုတ်ဘဲနဲ့အခြားသောအကြောင်းအရာတစ်ခုခုဖြင့်တည်ဆုံးခြင်းကိုပြောတာပါသက်ရှိတတဝါတိုင်းဟာအဲ့ဒီတည်ခြင်းတရား၄မျိုး၃မျိုးမျိုးနဲ့တည်ဆုံးရတတ်ပါတယ်သဘောပေါက်မယ်လို့ထင်ပါတယ်အရှင်ဖရာကံ၃ပါးအနက်ဘေကံကစောင့်ထိန်ရခတ်တနီဟောကြားပေးသနာတော်မူပါတဲ့ကာယကံဝစီကံမနောကံဆိုတဲ့ကံ၃ပါးထဲမှာမနောကံဆိုတဲ့စိတ်ဟာ ဆောင်ထင်းရအခက်ဆုံးဖြစ်ပါတယ်။ဘာကြောင့်လဲဆိုရင်မနောကံဆိုတဲ့စိတ်ဟာလဟုနော အလွန်လင်းမြန်တဲ့တဲ့။ယထကာမနိပါတိနောကြကြင်ရာကိုလည်းဗယံပဒါကြတတ်တဲ့တဲ့။အဲ့ဒီလိုမနောကံဆိုတဲ့စိတ်ဟာအလွန်လင်းမြန်ပြီးကြကြင်ရာကိုလည်းဗယံပဒါကြတတ်တဲ့အတွက်ဒုံနိကဟတနှိမ့်ွက်ဖို့လည်းခက်တယ်တဲ့။ဒါကြောင့်ကာယကံဝစီကံ မနောကံဆိုတဲ့ကံ၃ပါးထဲမှာမနောကံဆိုတဲ့စိတ်ဟာစောင့်ထိန်ရအခက်ဆုံးဖြစ်ပါတယ်မနောကံဆိုတဲ့စိတ်ကိုစောင့်ထိန်နိုင်ရင်ဘာကောင်းကျိုးတွေရသလဲစိတ်တန်ဒန္တန်ဒုက္ခဝဟံဆိုတဲ့အတိုင်းပိဿုပံမှာလည်းအင်းငိမ်ချမ်းသာတဲ့ကောင်းကျိုးကိုရရှိသလိုတန္တရာမှာလည်းပဲအင်းငိမ်ချမ်းသာတဲ့ကောင်းကျိုးကိုရရှိစေပါတယ်မနောကံဆိုတဲ့စိတ်ကိုဘသူကထိန်းကိုတည်းလဲ အတိညာဉ်ကထိန်ကွက်ပါတယ်အတိညာဉ်ကိုဘသူကထိန်ကွက်တယ်လဲဘဟုတုတကထိန်ကွက်ပါတယ်ဒါကြောင့်ဘဟုတုတရဖို့အတွက်တရားစာပေဖတ်ရှုခြင်းတရားနာကြားခြင်းတရားနဲ့ပတ်သက်ပြီးမတိတာတွေကိုမင်းမြန်းခြင်းစတာတွေကို ပြုလုပ်ရမှာဖြစ်ပါတယ်အဲ့ဒီလိုတွေပြုလုပ်မယ်ဆိုရင်ဘဟုတုတတွေရပြီးတော့အတိညာဉ်တွေမြင်မှာကမနောကံဆိုတဲ့စိတ်ကို ဆောင်ထိန်လာနိုင်ပါလိမ့်မယ်အရှင်ဖေယဒီဘဝမှာယောဂများနေလို့ဒီဘဝမှာရောတန်တရာဘဝတွေမှာရောယောဂကင်းအောင်ဘယ်လိုကုသိုလ်တွေပြုလုပ်သင့်ပြီးဘယ်ကုံတော်တွေပွားများသင့်ပါသလဲအရှင်ဖေယတဲ့တက်ရှိချမ်းမှာဘေးရန်ကွာ၍ချမ်းသာစင်လှချမ်းရန်ရလျက်ဘလအားကြီးပညာကြီး၍ပစ္စည်းခိုင်မြဲမကွဲချစ်သူ ကျိုးဆယ်စုမှာစေးလူသူတို့ရဖို့ဒီဆိုတဲ့အတိုင်း ယောဂါကင်းပြီးအသက်ရှင်ကျင်တယ်ဆိုရင်တော့ဆေးလှူပါဘယ်လိုဘာဝနာကိုပွားများရမလဲဆိုရင်မေတ္တာဘာဝနာကိုပွားများပါမေတ္တာဘာဝနာပွားများနေတဲ့သူတွေဟာဘလူတရေများ၆လန့်ခြင်းကိုမခံရခြင်းအနာယောဂါများကင်းရှင်းခြင်းအိမ်မဆိုးအတိတ်နမိတ်ဆိုးများနှင့်မတွေ့ကြုံရခြင်းလက်နက်ဆိုးများနှင့်မတွေ့ကြုံရခြင်းနတ်လူတို့ချစ်ခင်ခြင်းယူသို့သောဝေဒနာကိုမခံစားရခြင်းဆိုတဲ့အကျိုးတရားများကိုရရှိနိုင်ကြောင်းခုတ်တကနိကေခုတ်တကအထက္ခရာမှာဆိုထားပါတယ်။ အရှင်ဖေယတပည့်တော်မသိလို့ပါဖေယကိုရင်ကိုဒကမကမသိလို့ဥသိန်းလို့ခေါ်တာအပြစ်ရှိပါသလားဖေယတဲ့ယဟန်တွေမှာပါရာဇိက၄ပါးရှိတယ်လို့ကိုရင်တွေမှာလည်းပါရာဇိက၄ပါးရှိပါတယ်ကိုရင်ပါရာဇိက၄ပါးကဘာတွေလဲဆိုရင်၁ဒိင်္ဂထေနက ဥပိ္ပစေဆရာမရှိပဲမိမိဘာသာဝိချင်း၂တံဝါတထေနက ကိုရင်ဖြစ်ပါလျက်နဲ့ယဟန်အသွင်ဟန်ဆောင်ပြီး ယဟန်များနှင့်အတူနေ၍ယဟန်များနှင့် ကံကြီးကံငယ်ဆောင်ခြင်း၃ဥပယက်ထေနကမိမိဘာသာလဲသင်္ကန်းကိုဝိ၍ယဟန်များနှင့်အတူနေပြီးယဟန်များနှင့်ကံကြီးကံငယ်ဆောင်ခြင်း၄၄ဘိက္ခုနီဒုတကဘိက္ခုနီမကိုမေထုံမိဝဲဖြစ်စည်းခြင်းတို့ဖြစ်ပါတယ်ဒါဟာကိုယင်ပါရာဇိက၄ပါးပဲဖြစ်ပါတယ်ဖော်ပြပါကိုယင်ပါရာဇိက၄ပါးထဲမှာတံဝါတထေနက ဆိုတာပါတာကြောင့် ဒဂရကမတွေကကိုရင်ကိုယဟန်အမတ်နဲ့မတိလို့ဥစဉ်လို့ခေါ်တဲ့အခါမှာကိုရင်ကကိုရင်ဖြစ်ကြောင်းမဝန်ခံပဲตายာပြီးတော့ငြိမ်နေမယ်ဆိုရင်တန်ဝါတထေနာကဖြစ်သွားနိုင်တာကြောင့်ကိုရင်ပါရာဇိကနဲ့ဟီဆုံးသွားနိုင်ပါတယ်သို့တော်လည်းပဲမတိလို့ခေါ်တဲ့ဒဂရကမတွေမှာတော့ဘာအပြစ်မှမရှိပါဘူးအရှင်ဖေယစာမေးပွဲအောင်ရန်ဘယ်လိုကုသိုလ်လုပ်ရမလဲဖေယဖြေချပေးတော်မူပါဖေယတဲ့ စာမေးပွဲအောင်ကျင်တယ်ဆိုရင်ဖန်ဆင်းရှင်၃ဦးရှိရပါမယ်။ဖန်ဆင်းရှင်၃ဦးကဘသူတွေလဲဆိုတာကိုကြပြားလေးဖတ်ပြီးဖြေပေးမယ်နော်။ကြပြားရဲ့ခေါင်းစဉ်ကလည်းပဲဖန်ဆင်းရှင်၃ဦးတဲ့။ရေးတဲ့သူက ရှင်ငိမ့်ပိုင်ကရေးတာပါ။သားတို့သမီးတို့စဉ်းစားပါအရန်တော့မယုံစရာစာမေးပွဲမှာအောင်လူကစာကြိုးစားလိုက်ကြစာမေးပွဲအောင်ကျင်တယ်ဆိုရင် စာကြိုးစားပါနော် ဇွဲနှင့်လုံးလအရင်ခံစူးစမ်းအချိန်မှန်မှန်ထိုသူဧကံချမ်းသာပွားပညာစီးပွားကောင်းကျိုးများမစူးစမ်းဘဲအပြင်းထူစူပဲတောင်းနေသူကယ်မိသူဘယ်မှရှိတေချာဒုက္ခရောက်မိသည့်သမီးဘွယ်အောင်ဖို့အတွက်စာမကြိုးစားပဲစူတောင်းနေမယ်ဆိုရင်သမီးဘွယ်ကြတဲ့ဒုက္ခနဲ့ပဲရင်ဆိုင်ရမှာပါเนาะကိုဤစွမ်းအားကိုကိုးပါတေချာကြီးပွားတိုးတက်မှာ ဗုဒ္ဓမြတ်စွာဟောညွန်ကြကောင်းကျိုးလိုလားကျင့်စေတာကံညာဝရိယစွာအားများဖန်ဆင်းရှင်လို့မှတ်စေတာတဲ့အဲ့ဒီတော့ဖန်ဆင်းရှင်၃ဦးဆိုတာကံရဲ့ညာရဲ့ဝရိယရဲ့အဲ့ဒီ၃ဦးပဲဖြစ်ပါတယ်เนาะကံဆိုတာကအလုတ်ကိုပြောတာပါစာကြက်တာဒီကံအလုတ်ပါပဲเนาะညာရှိဖို့ဆိုတာကလည်းဗဟုတုတရှိဖို့လိုပါတယ်ဗဟုတုတဒီ အသိဉာဏ်ကိုဖွံ့ဖြိုးစေပါတယ်နော်ဒါကြောင့်ဘ ഹു တုတရှိဖို့အတွက်စာပေများများဖတ်ပါဓမ္မစာပေတွေလည်းများများလေ့လာပါနောက်ဝရိယဝရိယဆိုတဲ့ကြိုးစားအထုတ်မှုလည်းရှိရပါမယ်အဲ့ဒီဖန်ဆင်းရှင်၃ဦးရှိပြီဆိုရင်စာမေးပွဲအောင်ပါပြီနော်ဒါကြောင့်စာမေးပွဲအောင်ခြင်းတယ်ဆိုရင်အဲ့ဒီဖန်ဆင်းရှင်၃ဦးရှိအောင်ကြိုးစားပါလို့ပြောခြင်းပါတယ်တခါတော့က အဂိကဗာရဒွာသအမိရတဲ့ပုံနာကြီးတယောက်ကမြတ်စွာဘုရားကိုဝတ္တလလို့ဆဲဆိုပါတယ်ဝတ္တလဆိုတဲ့အဓိပ္ပာယ်ဟာသူယုံမာလို့ဆိုလိုခြင်းဖြစ်ပါတယ်အဲ့ဒီအခါမှာမြတ်စွာဘုရားကပုံနာကြီးဝတ္တလဖြစ်ကြောင်းတရားသိပါသလားလို့မေးတော်မူပါတယ်အဲ့ဒီလိုမြတ်စွာဘုရားမေးတော်မူတဲ့အခါပုံနာကြီးက မတိလို့ပြန်မဖြေသည့်အတွက်မြတ်စွာဘုရားကိုတော်တိုင်ဖြေကြပြီးဟောကြားတော်မူခဲ့ပါတယ်။အမြတ်ကြီးသူရံညှိုးဖွဲ့သူသူတစ်ပါးကျေးသူကိုခြေဖြတ်သူမိစ္ဆာဒိဋ္ဌိအယူရှိသူမိစ္ဆာဒိဋ္ဌိအယူတို့ကူပြောင်းသူမိမိအပြစ်ကိုဖုံးကွယ်လှည့်စားတတ်သူတတ္တဝါတို့အားသနာကျင်နာမှုမရှိဘဲတက်ဖြတ်တတ်သူ မြို့ရွာတို့ကိုတိုက်ခိုက်ဖျက်ဆီးသူသူတော်ဘာအကျွေးကို ပြန်မပေးသူသူတော်ဘာပစ္စည်းကိုခိုးယူသူလူတက်၍ပစ္စည်းယူသူမတရားတက်သည်ထွက်ဆိုတော်သူသူတော်ဘာတာမယာတို့ကို ပြင်မာကျူးလွန်တော်သူအမိအဖတို့ကိုမလုံကျွေးမပြုစုတော်သူမိဘညီကိုမောင်နှမယောက်ခမတို့ကိုကိုနှုတ်ဖြင့် ိတ်ဆက်ညင်းစေတော်သူသူတပါအကျိုးစီးပွားရှိရာရှိကြောင်းကိုရင်းမြန်းပါလျက်အကျိုးမဲ့ကိုပြောကြားတော်သူ အကျိုးရှိကြောင်းနီလန်ကောင်းကိုမေးပါတော်လဲမေးသူမသိအောင်ပြောကြားတော်သူသူတပါအိမ်သို့သွားသောအခါအေဝုပြုစုဒီကိုစားတောက်ပြီးမိမိအိမ်သို့လာသောအခါမူအေဝုမပြုစုတော်သူ ဖိတ်ကြားဝန်ခံထားသူ အလူခံပုဂ္ဂိုလ်များနှင့်တရောင်းသားတို့ကိုမလူတမ်းမပေကံပဲလက်ပတ်နေတော်သူဖွန်းခံလာသောယဟန်တို့ကိုစွမ်းမလောင်ပဲကြမ်းတမ်းစွာပြောဆိုသူ သူတပားပစ္စည်းကိုရယူလိုသဖြင့်မဟုတ်မှန်မှန်လက်ပတ်ပြောဆိုတော်သူမိမိကိုယ်ကိုဂုံတွေမြောက်စားပြီးသူတပားကိုနှိမ်ချပြောဆိုသူသူတပားကိုရန်ရှာသူမိမိကိုယ်တိုင် ပလူဒန်းမပေးကမ်းယုံမကပဲသူတပါပေးကမ်းလူဒန်းဒီကိုနှမျောတွန့်တူသူမိမိမှာမရှိသောဂုံတိတ်ခါဖြင့်ချီးမွမ်းခံလူသူနှမျောဝန်တူသူမိမိမှာမရှိသောဂုံကိုရှိလေဟန်ဆောင်သူမကောင်းမှုကိုမရှက်မကြောက်ပြုတတ်သောသူယရနာ၃ပါးအားစိတ်ကကိုးကွယ်သူများကိုရှုတ်ချပြောဆိုသူယဟန္တာမဟုတ်ပါဘဲနှင့် ယဟန္တာဟုဝန်ခံတော်သူထိုသူတို့သည်ဝတ္တလများပင်ဖြစ်ကြသည်ဟုမြတ်စွာဘုရားကဖြေကြား၍ဟောကြားတော်မူပါသည်ဤကဲ့သို့ဟောကြားတော်မူလိုက်သည့်အခါပုံနာကြီးသည်အလွန်အမတန်နှစ်သက်တော်မူ၍ဗုဒ္ဓဘာသာဝင် အဖြစ်သို့ကူးပြောင်းယုံကြည်သွားပါသည်ဤအကြောင်းအရာကိုနားထောင်နေကြသောဒါယကဒါယကမအပေါင်း သူတော်ကောင်းတို့သည်လည်းဝတ္တလဖြစ်ကြောင်းတရားမှ င်းဝေးကြပါစေ